ဒီပွဲရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။မက်ဒလေးချန်အေးတာဆန်မြို့နယ်89လမ်း34လမ်း35လမ်းခြားကကောင်းဝိုင်ဘားမှာမေလ28ရက်နေ့မနက်9:00မိနစ်40ကျော်ကမိလောင်မုံဖြစ်ပေါ်ခဲ့ပြီးရုံအလောင်း၄ခုရှာတွေ့ခဲ့တယ်လို့ကုညင်ကေစီရဲ့အဖွဲ့တွေကပြောပါတယ်။ မင်းလောက်မုံအတွင်းဘာအတွင်းမှာရှိတဲ့ဆိုင်သုံးပစ္စည်းတွေနဲ့နေရည်တွေပျက်စီးလောင်ကျွမ်းတော့ခဲ့တယ်လို့အမျိုးသမီးရုပ်အလောင်းလေးလောက်ကိုလည်းမင်းလောက်တရားတွေနဲ့တွေ့ရှိခဲ့တာကြောင့်မင်းတလေးစင်းုံကြီးကိုပို့ဆောင်ပေးထားတယ်လို့သိရပါတယ်။ကချင်ပြည်နယ်ဖားကန်းမြို့နယ်လုံခဲမြို့ကိုဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဟာအရဲသားတွေကို ပြစ်ခတ်ရိုင်းနှက်ဖမ်းဆီးတာတွေလုပ်နေတယ်လို့ဒေသခံတွေစီကသိရပါတယ်။ မကွေတိုင်းမန္တလေးတိုင်းနဲ့ပဲခူးတိုင်းတွေမှာမြေငလျင်တွေထပ်မံလုတ်ခတ်တော်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနနဲ့စစ်ကောင်စီရဲ့မူစလာဌာနတို့ကသတင်းထုတ်ပြန်ပါတယ်။ဒီပူပေနောက်ဆုံးရသတင်းတွေကိုဒီပူပေ TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။